ွင့်မြင့်ရေးသားသောမိဘများတရားသာအုပ်မှမိကုံကတော့ကိလေသာကုံအောင်အထုမှနိဗ္ဗာန်ရောက်မှလားနိဗ္ဗာန်ရောက်လို့ကိလေသာကုံတာလားဆိုတဲ့မိကုံဖြစ်ပါတယ်ခင်ဗျာအဖေကတော့ဗမပြည်သားတနာကကိလေသာကုံအောင်အထုမှကိလေသာကုံပြီးနိဗ္ဗာန်ရောက်မှလို့ယူဆကြတော့ကိလေသာကုံအောင်ဆိုပြီးအထုနေကြတယ်ဖះဟောတာကတော့နိဗ္ဗာန်အာဂမရာဂတယောခိယန္တိလို့ခေါ်ထားပါတယ်နိဗ္ဗာန်နိဗ္ဗာန်ကိုအကြောင်းပြီးပြီ ရာဂတယောရာဂအစရှိသောကိလေသာတို့သည်ခီယံတိတဖြည်းဖြည်းကုန်ကန်းသွားရလေကုန်၏တဲ့နိဗ္ဗာန်ပြမနိဗ္ဗာန်ကိုအကြောင်းပြပြီးကိလေသာကုန်ရတာပါကိလေသာက အရှိတရားမဟုတ်ဘူးအဖြစ်တရားစိတ်တင်္ကာရခေါ်တဲ့စိတ်ရဲ့ကြံစီနှလုံးသွင်းမှဖြစ်လာတာတဲ့စိတ်တင်္ကာရတရားတပ်ပြီးတင်္ကာရအနေစာပြုတ်ပြင်တာမှဖြစ်ပေါ်လာကြမယ်အလုံးစုံသောတင်္ကာရတရားတွေကအနေစာအမြဲမရှိဘူးတဲ့ သင်္ခါရတရားအမြဲမရှိဘူးဆိုမှတော့ကိလေသာအမြဲရှိပါမလားကိလေသာကလည်းပဲသင်္ခါရတရားပဲဒီဒါကြောင့်ကိလေသည်အမြဲမရှိဘူးလို့သိရမှာအမြဲမရှိဘူးဆိုတာလုံးဝမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်ယမယံကတခါတခါမှတော့ရှိပါလေနှလုံးသွင်းမှတွေအခိုက်မှဖြစ်ပါလေဖြစ်ပေမဲ့လည်းဖြစ်ပြီးတယ်နဲ့ပြက်ကြတာဆိုတော့မရှိတော့ဘူးကိလေသာက မဖြစ်ခင်ကလည်းမဖြစ်သေးလို့မရှိဘူးဖြစ်လာပြန်တော့လေ ကုံပြောက်သွားလို့မရှိဘူး။ဒါကြောင့်ကိလေသာတွေကအနိစ္စရောက်နေတယ်မရှိဘူးလို့ပြောတာ။အနိစ္စဆိုတာဖြစ်အောင်မဲ့ကိလေသာတွေမဖြစ်သေးလို့မရှိတာလဲအနိစ္စပဲ။ပါဠိလို အနိမိတအနိစ္စလို့ခေါ်ပါတယ်။ဖြစ်လာတဲ့ကိလေသာတွေကုံပြောက်သွားရလို့မရှိတာလဲအနိစ္စပဲ။ပါဠိလိုခရတိနာ အနိစ္စလို့ခေါ်ပါတယ်။ကိလေသာကမဖြစ်သေးလို့မရှိတော့မရှိအောင်လုပ်စရာမလိုဘူး။ဖြစ်တာပြန်တော့တို့လိုလိုချုပ်ပြောက်ကုံဆုံးသွားကြလို့ ကုံအောင်လို့ပြမလို့ကုံအောင်လို့တယ်ဆိုတာကရှိတယ်ခြင်းလို့လုံနေကြတာမရှိမှသိရင်လုံเสียမလို့တော့တရားသိတယ်ဆိုတာမရှိတရားကိုလည်းမရှိဘူးလို့သိတာရှိတယ်တရားကိုလည်းရှိတယ်လို့သိတာမရှိတရားနဲ့အရှိတရားကိုသိသွားတာကိုတရားသိတယ်ပြောရတာအခုကိလေသာဟာမရှိတရားလို့သိသွားပါပြီအရှိတရားကိုသိရဦးမှာ အရှိတရားကဘယ်တရားလဲနိဗ္ဗာန်တရား နိဗ္ဗာန်ကအမျက်ရှိနေတဲ့အရှိတရားအမျက်ရှိနေတဲ့နိဗ္ဗာန်ကိုသိရဦးမှာသင်္ကာရနိရောဓနိဗ္ဗာန်နဲ့နိဗ္ဗာန်ဆိုတာသင်္ကာရချုပ်ငြိမ်းရာကိုနိဗ္ဗာန်လို့ခေါ်တာကိလေသာဖြစ်တယ်ဆိုတာကမနောသင်္ကာရကြောင့်ဖြစ်တာမနောသင်္ကာရခေါ်တဲ့ကြံစည်နှလုံးသွင်းမှုကြောင့်ကိလေသာဖြစ်တာချိတ်တဲ့အလိုနဲ့နှလုံးသွင်းသောလောဘမချိတ်တဲ့အလိုနဲ့နှလုံးသွင်းသောဒေါသမနောသင်္ကာရကြောင့်လောဘဒေါသစတဲ့ကိလေသာဖြစ်ရတာ စိတ်ကလောဘဖြစ်ရင်ပူလောင်တယ်ဒေါသဖြစ်ရင်ပူလောင်တယ်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးဆိုရင်အပူမရှိတဲ့စိတ်ဟာအင်းငိမ့်နေတာအင်းငိမ့်တဲ့စိတ်ကအင်းငိမ့်ရနိဗ္ဗာန်ကြီးနဲ့တွေ့နေတာလောဘငိမ့်တဲ့စိတ်ကလောဘငိမ့်ရလို့နိဗ္ဗာန်နဲ့တွေ့နေတာဒေါသငိမ့်တဲ့စိတ်ကဒေါသငိမ့်ရနိဗ္ဗာန်နဲ့တွေ့နေတာလောဘဒေါသမဖြစ်တဲ့အချိန်တိုင်းမှာငိမ့်တဲ့စိတ်ကငိမ့်ရနိဗ္ဗာန်နဲ့တွေ့နေပြီမဲ့နိဗ္ဗာန်မှမသိလို့နိဗ္ဗာန်မရောက်ကြတာ နိဗ္ဗာန်မှန်သိရင်နိဗ္ဗာန်ရောက်ပါလေနိဗ္ဗာန်ရောက်အောင်ကပြုလို့အားထုတ်ရတာမဟုတ်ဘူးရရှိပြီးသားနိဗ္ဗာန်ကို သိတဲ့ဉာဏ်ဖြစ်အောင်လုပ်ရတာတရားနာတယ်တရားစားဖတ်တယ်ဆိုတာတရားသိအောင်လုပ်တာအဲ့ဒါလိုတရားနာလို့ပဲဖြစ်ဖြစ်တရားစားဖတ်လို့ပဲဖြစ်ဖြစ်နိဗ္ဗာန်ဆိုတာဒီသဘောပါလားလို့သိတဲ့ဉာဏ်ဖြစ်ရင်ဒါကိုနိဗ္ဗာန်ရောက်တယ်ပြောရတာနိဗ္ဗာန်ကိုပထမဦးဆုံးသိတဲ့ဉာဏ်ကိုသောတာပန်လို့ခေါ်ပါတယ်သောတာပန်ဟာ နိဗ္ဗာန်သိပြီမဲ့ကိလေသာအလုံးကိုမပယ်နိုင်သေးပါဘူး။လောဘလည်းဖြစ်သေးတယ်၊ဒေါသလည်းဖြစ်သေးတယ်၊စိုးရင်ပူဆွေးငိုကြွေးမှုတွေလည်းဖြစ်သေးတယ်။လောကရံနဲ့တွေ့ရင်မခံနိုင်သေးဘူး။ဒါကြောင့်လောကရံနဲ့တွေ့ရင်ခံနိုင်အောင်ကျင့်ရတာတရားဆိုတာသိပြီးရင်ကျင့်ရတယ်။ဝိဇ္ဇာကသီလာသရဏကကျင့်တာ။ဝိဇ္ဇာသရဏသိပြီးကျင့်မှကိလေသာကုန်မှာ။ကျင့်ရမယ့်အကျင့်ကစိတ်ကိုအနာပေးတဲ့အကျင့်ကျင့်ရမှာ။သာလို့တော့ ဒုက္ခနိရောဓကမိနိပြိပဒာဒုက္ခချုပ်ကြောင်းအရှင်းလို့ခေါ်တယ်စိတ်အနာပြီးတယ်ဆိုတာစိတ်အကြံစိတ်အတွေးစိတ်မှုစိတ်ကိစ္စတွေဘာတစ်ခုမှမလုပ်ပဲဒီတိုင်းအသာလေးနေလိုက်တာအဲ့ဒါလို့စိတ်အလိုမလုပ်ပဲအသာလေးနေလိုက်တော့ကိလေသာကြောင့်ဖြစ်တဲ့ဒုက္ခဖြစ်မလာတော့ဘူးဒုက္ခငြိမ့်နေတာဒုက္ခငြိမ့်တဲ့စိတ်ကဒုက္ခငြိမ့်ရနိဗ္ဗာန်နဲ့နေပြီးသားဖြစ်နေတာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာဒုက္ခနဲ့ ဒုက္ခပြည်ကြောင်းကိုမျက်ွယ်ပြုလိုက်တာနဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသားဖြစ်နေပြီ။တင်မိန်အာယုံပြုနေရတာမဟုတ်ပါဘူး။အဲ့ဒါလိုဒုက္ခပြည့်စုံမဲ့အတွေ့အကျံတွေကိုမတွေးမကြံပဲစိတ်ကိုအနာပေးတဲ့အချက်ကျင်းပါများတော့ကိလေသာတပြည့်ပြည့်အဖြစ်ကျဲလာပြီးနောက်ဆုံးကိလေသာ လုံးဝမဖြစ်တော့ဘဲကုန်သွားတာ။ကိလေသာကုန်တာဟာနိဗ္ဗာန်ကို သိပြီးနိဗ္ဗာန်နဲ့နေတဲ့အချက်ကိုကျင့်လို့ကိလေသာကုန်တာ။ နိဗ္ဗာန်ကိုပထမဦးဆုံးသိတဲ့ဉာဏ်ကသောတာပန်နိဗ္ဗာန်ကို သိပြီးနိဗ္ဗာန်ကိုအာရုံပြုတဲ့အချင်းကြောင့်ကိလေသာကုန်တာကယဟန္တာကိလေသာကုန်အောင်အားထုတ်လို့နိဗ္ဗာန်ရောက်တာမဟုတ်ပါဘူးနိဗ္ဗာန်ရောက်လို့ကိလေသာကုန်တာပါခမညာဒါပါပဲ